တတလွလေးရဲ့မြောင်းအနေနဲ့ဒီနေ့မှာတော့ကျမကငါးထုကိုခန်းချင်သေးလေးနဲ့ချက်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ငါးထုကိုတော့ကျမတို့ထိုင်းမှနေလို့ရှိရင်အခုကတတလွကာလာမလို့ဒီကုံတိုက်ဒီမှာကျမတို့ကခရူမေးတို့ဘစ်စီတို့အမရီမှာအလွယ်တကူရနိုင်ပါတယ်ရှင်။အမသွားပြီးတော့ဝင်နိုင်ပါတယ်။ငါးထုကိုကျမတို့မချက်ခင်မှာကြော်ပါမယ်။စီရဲ့နန်နွေးရ ဂျပန်ရတာမောင်းအနေငယ်ထဲတဲ့စားနေငယ်ထဲပြီးတော့မှသူတို့ကိုနေပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ air fryer ထဲမှာ10မိနစ်ခန့်အောင်ကြော်ပေးလိုက်ပါတယ်ကြော်နေတဲ့အချိန်မှလည်းမတူးအောင်ကျမတို့ကခဏခဏကြည့်ပြီးဖို့တော့လိုပါတယ်စပြီးတော့ချက်ပါမယ်စီထဲမှာချိန်ထားတဲ့ချက်သွင်းချက်သွင်းပြီးစပလင်တို့ကိုထည့်ပြီးတော့မှနက်နွေးနေ ်ဒီခွဲချမ်းမှုနေရထည့်ပြီးတော့မှစစ်ချက်မွေးလာတဲ့အထိကျမတို့ကကြော်ပြလိုက်ပါမယ်ရှင်။အဲဒီမှာကျမကပင်းရပြရည်လေးပါအနေနဲ့ထည့်ပြီးတော့မှစစ်တက်ပြလိုက်ပါ။ဟိုတလောကအီတလီကနေပြီးတော့မှလက်ဆောင်ရလာတဲ့ခန်းချင်ကြီးလေးကိုဒီမှာထည့်ပါမယ်ရှင်။မြစ်ချီထားခံတဲ့ခန်းချင်ကြီးအနည်းလုံးကြီးအခုလိုအဖက်လုံးကြီးလေးကိုပါတိန်နေလုံးကြီးကိုတည်ချင်နေဆိုလို့ရှိရင်ကျမရဲ့အရင်ဗီဒီယိုမှာတင်ထားပြပါရယ်။ခန်းချင်ကြီးအနည်းလေးနဲ့ ရေလေးထည့်ပြီးတော့မာရလာပြီဆိုလို့ရှိရင်ခဏကကြော်ထားတဲ့ငါးတူလေးတွေကိုထည့်ပြီးတော့မာချက်ပေးလိုက်ပါတယ်ရှင်ပြီးသွားရင်တော့ခြခန်းလေးမှာအရေလေးကနည်းနည်းခမ်းသွားပြီဆိုရင်အရသာလေးအနေနဲ့ထပ်ထည့်ပါတယ်စားလေးနှင်းငယ်နဲ့ဂျပန်ရသာမုတ်ထည့်ပါတယ်ရှင်ပြီးရင်တော့တခြားလေးနှင်းငယ်ပါထည့်ပေးလိုက်ပါတယ်ရှင်ရေခမ်းပြီးတော့မာစီနှင်းငယ်ပြန်လာပြီဆိုလို့ရှိရင်တော့ခြခန်းလေးလေးမှာပဲကျမတို့ကနည်းနည်းပင်ရှိရင်နည်းနည်းပင်ထည့်မယ်ကျမက ားမရှိတော့ချစ်သွမိတ်လေးနဲ့အုပ်လိုက်ပါရရှင်။ဒါလေးကတော့ကျမတို့ဒေသမှာအမြဲချက်စာနေကြပါတော့။ကျမနေတဲ့ဒေသဆိုလို့ရှိရင်တက်တက်လွစားနေကြမလို့ဟင်းတွေကိုမရင်းမွေးအောင်တော့အမျိုးမျိုးချက်စာကြပါရရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။အဆင်ပြေကြပါစေ။နောက်ထပ်ဗီဒီယိုအသစ်တွေမှာဟင်းချက်နေအသစ်တွေနဲ့ပြန်တွေ့ကြပါမယ်။ Bye bye.